မင်္ဂလာပါဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကျေးဇူးတော်မြတ်ပေါင်းရောက်စီတိုင်းခံစားပါစေလို့ဆုမငောင်းတောင်းပေးပါရစေကျွန်တော်ရောကိုမိုက်ကယ်ပါဒီနေ့မှာတမစန်းစာအုပ်ဒီဖြစ်ပေါ်လာတဲ့တမိုင်းချင်းချုပ်လေးကိုဝင်းကပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဂိုင်းတွေအုံပြုဖတ်ရှုနေရတဲ့ ကျက်စာတော်မြတ်တရားဘယ်နှစ်ခုနှစ်ဘလို့ဖွဲ့စည်းပြီးတော့ဘလို့တည်ပြုပြထန်ခဲ့ကြလဲဆိုတာလေးကိုဝင်းမပေးသားမှာပါပြန်တမကျန်းစာကိုလူပုဂ္ဂိုလ်မြောင်များစွာကညှိတာခဲ့ကြပါတယ် ဇာရေးဆရာ35ဦးခန့်ကိုခွဲခြားသတ်မှတ်သည့်အစီအလံများနဲ့ပါဝင်တယ်လို့ဆိုရပါတယ်။ဒီအမည်မသိတဲ့ဒီပံပိုးကူညီသူတွေရှိခဲ့ပါတယ်။ဤဇာရေးဆရာများကဖျားသခင်ဝိညာဉ်တော်မှုတ်သွင်းခြင်းပရိုဖက်များပညာရှိများတမိုင်းဆရာများနဲ့တမန်တော်များပါဝင်တယ်လို့ဆိုရပါတယ်။ဘုရားသခင်အပေါ်သစ္စာစောင့်သိမှုနဲ့စိတ်ကပ်မှုတို့ကြောင့် စာအုပ်လေးဖြစ်ပေါ်လာခြင်းဖြစ်တဲ့တမန်ကျမ်းစာကိုသူတို့တွေပြုစုခဲ့ကြတယ်။ဒီ၎င်းတို့ရဲ့ဒီပြုစုထားတဲ့စာအုပ်တွေကိုနော်တမန်ကျမ်းခံဒီစာအုပ်လေးတွေကိုစုပြီးတော့မှဒီကက်သလစ်အသင်းတော်အနေမှာတမန်ကျမ်းစာအဖြစ်ပြုစုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ဒီ AD 400ရာစုနောက်ပိုင်းမှာတော့ church ကနောက်ပိုင်းမှာထပ်မံအတီမြင့်မြတ်ပြန်လည်ပြုလုပ်ခဲ့ပြီးဒီ Florence နဲ့အဲဒီ Trans ကဲ့သို့သောဒီကောင်စီများမှာ အစီဝေးကြီးများပြုလုပ်ပြီးတော့ဒီဟာကိုအဲဒီတမာကျန်းစာကိုအဲထက်ထက်လေးလာသုံးသက်အတည်ပြုခြင်းပြုခဲ့ပါတယ်ဒီတမဟောင်းကျမ်းပေါ့နော်အဲတမာကျန်းစာမှာနှစ်ပိုင်းရှိတယ်တမဟောင်းနဲ့တမသစ်ပေါ့နော်ဒီတမဟောင်းကျမ်းသူဇာရေးဆရာတွေကတော့အဲဒီဒီအမျိုးမျိုးကာလာရှိကြအမျိုးမျိုးတော့ရေးသားမှုနဲ့ရေးသားခဲ့ကြတယ်ဒီအစိုးရမောရှေ ဒါဝေးယေယမိနဲ့ယောလာတို့ကဲ့သို့သောပရောဖက်များအပါအဝင်တေတရာတို့ခြင်းစီပညာရှိများကဲ့သို့ဆလမုန်ကဲ့သို့ပညာရှိများဖြစ်ပြတဲ့ဓမ္မဆိုင်ရာအချက်များကိုမှတ်တမ်းတင်ခဲ့တော့သမိုင်းပညာရှင်များ ਨੇ ဒီဒီရေးသားပြုစုခဲ့ခြင်းဖြစ်ပါတယ်ဓမ္မတိကျမ်းကိုတော့အဓိကအဖြစ်ဒီခရစ်ဝင်ကျမ်းဖြစ်တဲ့ရှမသဲရှမကုရှင်လူကာနဲ့ရှင်ဟောခရစ်ဝင်တို့ကအဲရေးသားခဲ့ပြီးတော့ယေရှုရဲ့တပည့်တော်များသို့မဟုတ်တပည့်တော်များနဲ့အတူအစောပိုင်းခရစ်ယာန် ခေါင်းဆောင်များကရေးသားခဲ့တဲ့စာပေများအဖြစ်ကျွန်တော်တို့မှတ်တမ်းတင်တာရှိပါတယ်။တိတခင်စုရှင်ပြန်ပြီးတော့နောက်ပိုင်းမှာတပိတော်ကြီးများနဲ့အခြားနှောင်းလိုက်တပိတော်ကြီးများဟာနေရာနဲ့တွားရောက်ပြီးတခင်စုအကြောင်းနဲ့သူတင်ခဲ့သောတရားတော်များကိုဟောပြောတသက်ခံခဲ့ကြတယ်။သူတို့တွေကထိုချိန်တိုင်းနှုတ်အားဖြင့်သာဟောပြောတသက်ခံခဲ့ကြတယ်။စာပေနဲ့ရေးသားမှတ်တမ်းတင်ခြင်းမျိုး မရှိခဲ့သေးပါဘူး။ ီတမန်တိကျမ်းမှာပါဝင်တဲ့ကျမ်းများကိုစာပေမဲ့စာပေအဖြစ်စတင်ရေးသားခဲ့သူမှာတမန်တော်ကြီးရှင်ပေါလုဖြစ်ပါတယ်။ AD 50ဝန်းကျင်မှာဒီ51 52ဝန်းကျင်မှာရှင်ပေါလုကသူတည်ထောင်ခဲ့တဲ့သက်ဆာလောနီမြို့မှာရှိတဲ့အသင်းတော်ကိုပထမအဦးဆုံးဆုံးမဩဝါဒစာရေးသားပြုခဲ့ပါတယ်။အခြားသော နော်ထွန်းနာသူလှဲ့လှဲ့တရားဟောခဲ့တဲ့အခြားသောမြို့များရှိအသင်းတော်များကိုလည်းစမဩဝါဒစာများစက်တိုက်ရေးသားပေးပို့ခဲ့ပါတယ်။အဲသူကအဲဒီဟာလေးကိုအဲဖတ်ရှုရတဲ့အခါမှာရှင်ပေါလုကသူကတရားဒေသနာအဲသခင်ယေရှုရဲ့နော်ခရစ်တော်ရဲ့အဲဒီတရားဒေသနာတွေကိုဟောကြားပြီးတော့ဝေငှတယ်။အသင်းတော်တွေကိုဖွဲ့စည်းပေးတယ်။ယုံကြည်သူတွေကိုစုစည်းပေးခဲ့ပြီးတော့မှသူကနောက်ထပ်ဆက်သွားပြီးတော့တခြားမြို့တွေကိုတရားလှဲ့လှဲ့ဟောကြားတယ်။ ဒါပေမဲ့ तू ဟောကြားခဲ့ပြီးတဲ့နေရာတွေမှာအဆက်အသွယ်မပြတ်ဖဲနဲ့လူကိုယ်တိုင်မရောက်နိုင်အောင်မှဒီဆုံးမ over တွေပေးပို့ရင်းနဲ့ဒီအတင်းတော်ကိုအမျက်ခြေမပြတ်ပေါ့နော် तू ဒီအဲစောင့်ကြည့်ခဲ့တယ်ဆက်လက်ဆုံးမခဲ့တယ်ဆိုတာကို နားလည်ဖတ်ရှုပါပါတယ်။တခင်စုရဲ့အတ္တားနဲ့တရားတော်များကိုရေးသားမှတ်တမ်းတင်ထားတဲ့အေဝံဂေလိကျမ်း၄ဆောင်မှာရှင်မာကုအေဝံဂေလိကျမ်းကပထမဆုံးဆိုသည့်ဖော်ပြထားတဲ့ကျမ်းဖြစ်ပါတယ်။ ဒီကျမ်းကို AD 60ကျော်65သုံးဖို့ခွန်ဆက်ဝိညာဉ်မှတာရေးသားပြီးစီခဲ့တယ်။ရှင်ပေတရုအိုရာဒုတိယဆောင်ကတော့တမသက်ကျမ်း28ဆောင်မှာနောက်ဆုံးရေးသားတဲ့ကျမ်းဖြစ်ပါတယ်။ AD 105 25ဝင်းကျင်မှာ ရေးသားခဲ့တဲ့ကျမ်းဖြစ်တယ်လို့ကျမ်းပညာရှင်များကလက်ခံကြပါဒီ28ဆောင်ပြင်တမန်တော်ကြီးများအမိကိုအသုံးပြုလက်ရေးသားထားသောကျမ်းအမြောက်များရှိပါသေးတယ်။ဥမာရှင်ပေထရုဧဝံဂေလိကျမ်း၊ရှင်သောမတ်ဧဝံဂေလိကျမ်း ရှင်ဖိလစ်ပစ်အဝေကလိကျမ်းစာသဖြင့်တခြားကျမ်းတွေလည်းရှိပါသေးတယ်။အဲသူတို့တွေကတော့ဒီကျမ်းစာရဲ့အဲဒီ28ဆောင်းထဲမှာတော့မပါဘူးပေါ့နော်။တခြားဒီဒရပ်ဒီတခြားဖတ်ရှုလေ့လာဖို့အတွက်ကျမ်းစာတွေနဲ့တော့ဆက်လက်ရှိတည်ရှိနေပါတယ်။ AD 400စုရောက်မှသာယခုလက်ရှိအသုံးပြုနေတဲ့တမန်တော်ကျမ်း28ဆောင်းကိုဖျားတခင်ဝိညာဉ်တော်အလေးကျေးဇူးတော်ဤလှုံ့ဆော်မှုဖြင့်ရေးသားသည့်ကျမ်းများအဖြစ် အသင်းတော်ကစတင်ပြဋ္ဌာန်းလက်ခံလာခဲ့ကြပါတယ်ဒီပထမအဦးဆုံးစတင်ခဲ့တဲ့သူမှာတော့အီဂျစ်ပြည်အလီဇန်ဒီးယားမြို့ရဲ့ဆရာတော်ကြီးယဟန်နာဒီအက်တနာဆီယုစ်ဖြစ်ပါတယ်အရီ369ပါစကာအချိန်တိုင်းမှာဘာသာတူတန်ရေးသားပြပို့တဲ့သူ၏၃ထင်းစာမှာနောက်တစ်ချိန်တရားဝင်ဓမ္မကျမ်းဓမ္မတိကျမ်းဖြစ်လာမဲ့ကျမ်း29ဆောင်ကိုပြုစုမှတ်တမ်းတင်ခဲ့ပါတယ် ထို့နောက်382ခုနှစ်မှာရောမမြို့နယ်ကျင်းပတဲ့အစည်းအဝေးဒီမှာဒီဆရာတော်ကြီးရဲ့တက်မှတ်ခဲ့တဲ့ကျမ်း29ဆောင်ကိုတရားဝင်ဓမ္မတိကျမ်းအဖြစ်ပုတ်ရဟန်းမင်းကြီးပထမမြောက်ဒမဆုစ်နော်ဒမဆုစ်ကပြထန်းခဲ့ပါလေတပတ်ကတပန်အာဖရိကတိုက်ရှိဟီပို392ခုနှစ်မှာကတ်တိချ်399မြို့တော်မှာဆရာတော်ကြီးယဟန္တာအော့ဂတ်စတင်ဦးဆောင်ကျင်းပသည့်အစည်းအဝေးများတွင်လည်း ဒီဓမ္မတိကျမ်း28ဆောင်ကိုဓမ္မဟောင်းကျမ်း46ဆောင်နဲ့အတူတရားဝင်တမန်ကျမ်းစာဖြစ်ထပ်မံအတည်ပြုခဲ့ပါတယ်။နောက်ဆုံး AD 150 1546ခုနှစ်မှာအီတလီနိုင်ငံထရန်မြို့မှာကျင်းပတဲ့အစည်းအဝေး1545-1563တွင်ဒီဓမ္မတိကျမ်းနစကွန်ဆောင်ကိုကက်လစ်အတင်းတော်ယုံကြည်ရာအချက်တစ်ခုအနေဖြင့်တရားဝင်တမန်အတည်ပြုခဲ့ကြပါတယ်။ ီတမာကျမ်းစာနဲ့ပတ်သက်ပြီးတော့သာသနာအစီအဝေးပွဲများအကြောင်းပြပြပေးပါပါမယ်။ဒီ AD အခရတကေ AD 399 393ခုနှစ်မှာအာဖရိကတိုက်ဟစ်ပုံမြို့မှာတမာကျမ်းစာနဲ့ပတ်သက်ပြီးတော့သာသနာအစီအဝေးပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးတန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့အလင်းကျေးဇူးတော်အားဖြင့်ရည်သားထားတဲ့ကျမ်းများကိုရွေးထုတ်နိုင်ခဲ့ပြီးတော့တရားဝင် ကျမ်းမာဖြစ်အတည်ပြုခဲ့ကြပါတယ်။ ဤသာသနာအစည်းအဝေးကြီးရဲ့အကျိုးကျေးဇူးမှာယနေ့လက်ရှိကန်ဆောင်နေသောတမကျက်စာအုပ်ဖြစ်ကပ္ပကြီးကိုပေးဆွဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်ကမ္ဘာကြီးတမချန်းစာနဲ့ပတ်သက်ရဒုတိယအကြိမ်မြောက်သာသနာအစည်းအဝေးပွဲကြီးကိုအာဖရိကတိုင်းမြောက်မှာပျောက်ပိုင်းဒီကက်ဒရစ်မြို့နယ်ကျင်းပခဲ့တဲ့ဒုတိယမြောက်သာသနာအစည်းအဝေးကြီးမှာလည်းပထမမြောက်အစည်းအဝေးပွဲကရွေးထုတ်ခဲ့တဲ့ဂျန် အချက်လက်များကို ပြန်လည်စစ်ဆေးကမှန်ကန်ကြောင်းတရားဝင်ထပ်မံတည်ပြုခဲ့ပါတယ်။အဒီ405ခုနှစ်မှာပုတ်ရဟမြေပထမမြောက် Innocent ကအရှင်သူမြတ်ကစစ်ဆေးပြီးမှန်ကန်ကြောင်းထပ်မံတည်ပြုခဲ့တယ်။နောက်တစ်ခါအဒီ419မှာပုတ်ရဟမြေပထမမြောက် Benefof နော် Boniface ကနော် Boniface ကလည်းတထပ်မံစစ်ဆေးပြီးတရားဝင်တမကျက်စာဖြစ်ကြောင်းထပ်မံတည်ပြုခဲ့တယ်။ အဲ့ဒီချိန်ထိတမန်ကျမ်းစာတော်များကိုအခန်းကြီးခန်းငယ်၍ခွဲခြားပြီးတော့မရှိသေးပါဘူးထို့ကြောင့်ဒီတမန်ကျမ်းစာတော်များကိုလေ့လာဖတ်ရှုဖို့ရလကောင်းရှာဖွေမှတ်သားရလကောင်းအခက်အခဲတွေအများကြီးတွေ့ကြုံခဲ့ရပါသေးတယ်ဒီတမန်တမန်တမန်ကျမ်းစာဒီတမန်ကျမ်းစာအခန်းကြီးအခန်းငယ်ခွဲခြားပေးတဲ့ခုနှစ်နဲ့ပြုလုပ်ပေးခဲ့တဲ့ကျမ်းတက်ပညာရှင်အကြောင်းဝေငှပြတော်မှာဖြစ်ပါတယ် ဒီတမန်ကျမ်းစာအုပ်ကို AD 1214ခုနှစ်ကအင်္ဂလိပ်လူမျိုးယသေကြီးယဟန်တပါဖြစ်တဲ့ Stephen Lentons ကတမဟောင်းတမတိကျမ်းမှာအခန်းကြီးခန်းငယ်များကိုခွဲခြားပေးခဲ့ခြင်းဖြစ်ပါတယ်။အခန်းကြီးများကို sorry တမဟောင်းနဲ့တမတိမှာအခန်းကြီးများကိုခွဲခြားပေးခဲ့ခြင်းဖြစ်တဲ့အရှင်သူမြတ်ဒီ Paris မြို့တက္ကသိုလ်မှာပါမောက္ခဖြစ်ပြီး Canterbury ဂိုင်း ကျုပ်ဆရာတော်ကြီးလည်းဖြစ်ပါတယ်။တောင်တော်80 1928ခုနှစ်မှာအီတလီလူမျိုးဒိုမီနီကန်ရဟတဘာဖြစ်တဲ့စန်တာပတ်နီနိုအရှင်သူမြတ်ကဓမ္မဟောင်းကျမ်းအခန်းငယ်အလုံးကိုခွဲပေးခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့ဖတ်ရှုနေတဲ့ခန်းကြီးခန်းငယ်စတင်ခွဲဝေခြင်းမှတ်တမ်းပါပဲ။နောက်ဆုံး AD 1952ခုနှစ်မှာပြင်သစ်လူမျိုး Robert Aston နေသူတို့က ဓမ္မတိကျမ်းဓမ္မတိကျမ်းပေါ့နော်အခန်းငယ်အလုံးကိုခွဲခြားသတ်မှတ်ပေးခဲ့တယ်ယနေ့အမိသာသနာတော်ကြီးကျမ်းတက်ပညာရှင်များနဲ့ဝိညာဉ်တော်ဤလမ်းပြမှုကြောင့်ယနေ့လွယ်ကူစွာဖတ်ရှုကိုင်ဆောင်နေသောကျမ်းစာအုပ်အဖြစ်ကဘာကြီးကိုပေးစွမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်ကျမ်းစာတော်များ၏အယူတက်ကချမှုများကက်သလစ်ကျမ်းစာတော်များမှာကျမ်းစာအုပ်ပေါင်းစုစုပေါင်း83ဆောင်ရှိပါတယ်တမဟောင်း46ဆောင် တမတဲ28ဆောင်းပါရှိပါတယ်။ဒီ Protestant ကျမ်းစာတို့မြန်မာတော့ကျမ်းစာအုပ်ပေါင်း66ဆောင်းရှိပြီးတမဟောင်း39ဆောင်းနဲ့တမတဲ28ဆောင်းရှိပြီ။ကျမ်းရည်တွေရတော့ကွာချမှုရတော့ Protestant ကျမ်းက9ဆောင်းလျော့သွားပါတယ်။ဒီတမာကျန်းစာရဲ့ဖတ်ရှုခြင်းအကျိုးကျေးဇူးများနှုတ်ကပတ်တော်ဖတ်ခြင်းသည် မြပြမာရယ်ဆောင်းမပေးတယ်။နှုတ်နေ့စဉ်လိုအပ်တော်ဝိညာဉ်အစာကိုပေးတယ်။အတ္တတာကိုလမ်းပြ၍အတိတိစေတယ်။ဝိညာဉ်အတ္တကြီးထွားစေတယ်။သူတစ်ပါးကို ပြန်လည်တုံသင်နိုင်မှုကိုပေးတယ်။ခြင်းနေများတွင်လမ်းပြမှုကိုပေးတယ်။ယုံကြည်ခြင်းတိုးပွားစေတယ်၊ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကိုပေးတယ်၊ရှက်ကြောက်ခြင်းကင်းစေတယ်။နေ့စဉ်အတ္တတော်ခွန်အားတွေပေးတယ်၊ဖျားသခင်ကိုအာယုံပြုစေတယ်၊နှုတ်ကပတ်တော်သည် လူသားများအတွက် ဝိညာဉ်အစာဖြစ်တယ်လို့ဆိုတာပါတယ်။တမန်ကျမ်းစာကိုအမြဲတမ်းသင်ယူနေသူမြည်သူမဆိုနှုတ်ပြုံနေမီဘုရားသခင်ဒီကျွန်ုပ်တို့အားပေးတဲ့အကြီးမားဆုံးလက်ဆောင်မှာအသက်စုလက်ဆောင်ဖြစ်သည်။၎င်းကိုဓမ္မအစာဖြင့်ကျွေးမွေးကြသောဒီအချက်အလက်တွေရေသာပြုစုပေးပါသောဒီကက်သလစ်အမတူတာဆောင် Facebook account အရှင်လည်းကျေးဇူးတူပဲတင်ပါတယ်။ဖျားရှင်တာရီတုံးပြပါစေဆက်လက်ပြီးတော့ယုံကြည်သူတခင်ခရစ်တော်ကိုယုံကြည်သူတခင်ခရစ်တော်ရဲ့နောက်လိုက်တခင်ခရစ်တော်ကိုအားကိုးနေတဲ့သူများသည်ရှောင်းလင်းနေရတဲ့ဒီအတ္တတာလမ်းမှာဘုသူတာတွေဒီလိုဤတာပေးခြင်းအားဖြင့်ဝိညာဉ်ခွန်အားတွေရရှိခဲ့တယ်။ဆက်လက်ပြီးတော့လည်းဒီဝိညာဉ်ကတည်ခြင်းဖြစ်စေဖို့လိုအပ်တဲ့စာဆောင်များကိုရေးသားပြုစုနိုင်ပါရဲ့။ လိုအပ်နေတဲ့ကောင်းကျင်းမင်္ဂလာဆုကျေးဇူးတော်ဖျံပြတက်ရောက်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်အချင်းပေးပြီးနားထောင်ပေးတဲ့သူအယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ် Thank you God bless you